မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အော်တိုဘာလ23ရက်မှာရရှိတဲ့ ECNWF မော်ဒယ်ဂျူတင်ခံမှန်းချက် ECNWF ဆိုင်ကလုန်းဂျန်နစ်ချမှာတွေ့ရတဲ့ဂျူတင်ခံမှန်းချက်ရတော့အာရဗျပင်လယ်ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်တွေမှာစောင့်ကြည့်ရမယ်လေဝေလိုက် Inbat System invert system တွေဖြစ်ပေါ်နေတာတွေ့ရပါတယ်။အာရေဗျပင်လယ်ကလေပွေလိုင်းကို invert 92A ၊ဘင်္ဂလားပင်လယ်အော်ကလေပွေလိုင်းကို invert 94B နဲ့တောင်တရုတ်ပင်လယ်ကလေပွေလိုင်းကို invert 97W အဖြစ်နဲ့သတ်မှတ်တဲ့အမည်အသေးသေးရရှိထားပြီးဖြစ်ပါတယ်။အာရေဗျပင်လယ်နဲ့တောင်တရုတ်ပင်လယ်တွေမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းတွေထက်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်း invert 94B ကတော့ပုံမှန်အားကောင်းလာပြီးတော့ အော်တိုဘာ23ရက်နေ့ကနေအော်တိုဘာ30ရက်အထိဆိုင်ကလုန်းပေါ်၌ဖြစ်နိုင်ခြေတရားခိုင်နှုန်းမှာဆက်ရှိနေတာတွေ့ရပါတယ်။ အောက်တိုဘာ29ရက်30ရက်နေ့တွေမှာတော့ဆိုင်ကလုန်းမော်နိုင်အားနဲ့အိန္ဒိယနိုင်ငံအန်တာပရဒိတ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်မော်နိုင်အကျဉ်းချန်နေဟာမြောက်အရှေ့မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ကြောင်းလည်းမော်နိုင်လက်ချောင်းကြိုတင်ခံမှန်းချက်ရသိရပါတယ်။အခုကြိုတင်ခံမှန်းချက်အတိုင်းဖြစ်လာမယ်ဆိုရင်တော့ Impact 94B ကဖြစ်လာမယ်။ဆိုင်ကလုန်းမော်နိုင်အရှိန်ကြောင့်အောက်တိုဘာ30ရက်ကနေနိုဘာပထမပတ်အတွင်းမြန်မာနိုင်ငံနေရာအနှံ့အပြားမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးသည်ထမ်းပါတယ်။ရခိုင်ကန်ရန်ကန်နီပင်လယ်ပြင်အေရ ာရီမြဝကျွန်းပေါ်ကန်နီပင်လယ်ပြင်နဲ့မွန်တရင်နိုင်ကန်နီပင်လယ်ပြင်ကရေလုံသားတဲ့အနေနဲ့အောက်တိုဘာ24ရက်ကစတင်ပြီးတော့နိုဘာလာဇာဘိုင်းရက်တဲ့အတိအရှိတောင်ဘက်ကလေတိုင်တော့ဟာတနားရီ25မိုင်ကနေမိုင်30ခန့်နိုင်မြေ6ပေကနေ9ပေခန့်အထိရှိနေနိုင်တာကြောင့်လှိုင်းလေကျန်းလာနိုင်တဲ့အခြေအနေကိုအထူးသတိပြုရှောင်ရှားပေးဖို့မလို့သာတူတဲတဲ့ online ကအောက်တိုဘာ24ရက်နေ့ဒီနေ့နေ့လယ်တနားရီမှာအသိပေးဖော်ပြလာခဲ့တာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့လည်း ARA တိုင်းမှာအောက်တိုဘာ23ရက်ကနေအောက်တိုဘာ29ရက်ထိမူလဥဒအခြေအနေခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။ပင်လယ်ပြင်ကထူးခြားတဲ့မူလဥဒအခြေအနေကတော့ဘင်္ဂလားပင်လယ်အော်ကဝဲမတ်လီပီအာနေယောင်ကတော့အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့အိန္ဒိယနိုင်ငံတမဲနာဒူပြည်နယ်မြောက်ပိုင်းအန်တာပရက်တက်ပြည်နယ်တောင်ပိုင်းတွေကိုဝင်ရောက်သွားပြီးဖြစ်ပါရစေ။အောက်တိုဘာ25ရက်မှာတော့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာလီပီအာနေယောင်အသစ်တစ်ခုဖြစ်ပေါ်လာပြီးတဲ့နောက်24နာရီအတွင်းပုံမှန်အားကောင်းလာကမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်တဲ့ကြောင့် ECN NW ကကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ GFS နဲ့ Icon Morality မှာ7နှစ်အကန့်နောက်ကျပြီးတော့ Levi R နဲ့ရောင်းဝယ်ဖြစ်လာနိုင်တဲ့ကြောင်းအနာဂတ်ကိုဆက်လက်ရွေးရှားကအိန္ဒိယနိုင်ငံ Antarctic ကမ်းခြေနီးမှာအော်ရော28ရက်28ရက်ဒီဆက်လက်ရှိနိုင်တဲ့ကြောင်းကြိုတင်ခန့်မှန်းချက်တွေမှာလည်းတွေ့ရပါတယ်။တောင်တိုးပင်လယ်ကအပူပန်းမုန်တိုင်း function ဟာမြန်မာနိုင်ငံအလဲပိုင်းကမ်းခြေကိုဓာနမ်းမြို့အနီးကနေအော်ရော23ရက်ညနေပိုင်းကစလို့ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ကြောင်းဂျပန်မိုးလေဝသဌာန GMB ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ ။ဘင်လားပင်လယ်အော်နဲ့တောင်တိုးပင်လယ်တို့ကလေပြည်အာနဲ့ရောင်းမုန်တိုင်းတို့ရဲ့တက်ရောက်တာကြောင့် Gas Guy အိုက်ကွန်မော်ရယ်က9ရက်ကြိုတင်ခံမဲ့ချက်အရမြန်မာနိုင်ငံအနောက်ဘက်ကန်ယူတန်းဒေသတွေဖြစ်တဲ့ရခိုင်ကန်ရက်နဲ့ AR ကန်ရက်ဒေသတွေမှာ9ရက်အတွင်းမွေးကြေးအများဆုံးရွာသွန်းရရှိနိုင်ပြီးတော့မြန်မာနိုင်ငံတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့မွန်ပြည်နယ်သတင်းနိုင်တိုင်းပဲခူးတိုင်း ချင်းပြည်နယ်မှာမိုးအသင်တင်ရွာသွန်းပါမယ်။မိုးနဲ့ရေရှာဒေသတွေဖြစ်ကြတဲ့သခိုင်းတိုင်းနေပြည်တော်နဲ့ကယားပြည်နယ်မှာတော့မိုးနှဲဆုံရွာနိုင်ပါတယ်။အော်တိုဘာလ23ကနေအော်တိုဘာလ29ရက်ဒီ9ရက်အတာအတွင်း AR တိုင်းအတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေကတော့ငပူတော်လာဘော့တာမော်လမြိုင်ကျွန်းမြို့နယ်ခရိုင်နေမှာ9ရက်တွင်မိုးရေချိန်ဟာ3လက်မနဲ့အထက်အကြောင်းကုန်ပသိဟင်္ဒရာအင်ကပူမြောင်းမြမြို့ခရိုင်နေမှာတော့9ရက်တွင်မိုးရေချိန်ဟာ2လက်မအထက်မအိုပင်ပန်းတနော်ညောင်းတော့တနုပြူကျုံပြောဖြာပုံဒေဒရဲ့မြို့နယ်ခရိုင်နေမှာ ော့9ရက်တွင်မိုးရေချိန်ဟာတလက်မနဲ့အထက်နှစ်လက်မနီးပါးအထိရွာသွန်းရရှိနိုင်ပါတယ် အောက်တိုဘာ22ရက်23ရက်2ရက်မိုးသင်းတင်ရွာသွန်းအပြီးမှာတော့28ရက်29ရက်ထိမိုးခေတ္တပြတ်တောက်နိုင်ကအောက်တိုဘာ30ရက်ကနိုဘာ4ရက်နေ့အထိမိုးသင်းတင်ပြန်လည်ရွာသွန်းပါတယ်နိုဘာလမိုးလွန်ကာလအတွင်းမိုးရွာသွန်းနိုင်တဲ့ရက်8ရက်9ရက်ခန့်ရှိနိုင်ပြီးတော့မိုးသင်းတင်ရွာသွန်းနိုင်တဲ့ရက်24နာရီအတွင်းမိုးရေချိန်ဟာ3.5လက်မကနေ3.8လက်မခန့်4ရက်ခန့်ရှိနိုင်ပါတယ်နိုဘာလအတွင်းမှာတော့မိုးရွာရက်တွေညွန်နေလာပြီးတော့မိုးမရွာနေသာနိုင်တဲ့ရက်16ရက်ကနေ 19ရက်ခန့်ရှိပါတယ်အပူချိန်နေတိုင်းတော့လေလေတို့ဆူထိုင်းစာနဲ့လေတို့ညဉ့်ညံ့မှုအခြေအနေကတော့ AR တိုက်တဲ့ဒီတပတ်အမြင့်ဆုံးနေ့အပူချိန်ကတော့32ဒီဂရီနဲ့အနည်းဆုံးညအပူချိန်ကတော့24ဒီဂရီရှိနိုင်ပြီးတော့အောက်တိုဘာ29ရက်နောက်ပိုင်းကစလို့နေ့အပူချိန်တွေတတိတိတာတာကျဆင်းလာနိုင်ပါတယ်။ကယ်ရန်နီကမြို့နယ်ကြေးဝါရီမှာတော့အမြင့်ဆုံးလေတိုင်းတော့ဟာတနအိုင်ကို -20 ကနေ25မိုင်ကန်အထိရှိနိုင်ပါတယ်။ ။အင်အားတိုင်းတွင်နေ့လယ်ပိုင်းအချိန်တွေရဲ့လေတုဆူဆိုင်စာ80ရာခိုင်နှုန်းရှိပြီးတော့မနက်ညအချိန်တွေမှာတော့80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းရှိပါတယ်။လေတုဆူဆိုင်စာများတဲ့အချိန်မှာခန်းစားရတဲ့အပူချိန်က38ဒီဂရီထိရှိနိုင်ပါတယ်။လေတုညဉ့်ညံ့မှုအချိန်နေ AQI ဘလူးကတော့အများဆုံး80ကနေ80ထိရှိနိုင်တာကြောင့်လေတုညဉ့်ညံ့မှုအညောကိန်အသင့်အတဲ့ အသင်းတင်းအစင်မော်ရိတ်လေဗယ်မှာရှိနေပါတယ်။ ERA တိုက်အနောက်ဘက်နဲ့တောင်ဘက်ကမ်းနေပင်လယ်ပြင်တွေမှာတော့အရှိတ်ဘက်အရက်က၄တိုက်နှုန်းအမြင့်ဆုံးဟာတနအီကို15မိုင်နှုန်းကန်နဲ့လိုင်းမြေဟာ3.6ပေကန်ရှိနိုင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်အောက်တိုဘာ23ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:17မိနစ်အချိန်ကမှာတော့ချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမြောက်နယ်80ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရေတာစကေ၄တသမ3ညအစင်းနဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းတွေတကူလှုပ်ခတ်ခဲ့ပါတယ်။ငလေအန်ရဲ့ကြောင့်ထိခိုက်ဆုံးရှုံးမှုညှော်နေစေဖို့အတွက်ဆောင်းရန်ရှောင်းရန်သတိပူရနဲ့အညီနေထိုင်ဖို့လည်းအသိပေးဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းလေဖီအားနဲ့ရောင်းအခြေအနေကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ24ရက်နေ့ဒီနေ့ နေ့မြန်မာစံတော်ချိန်မွန်တက်၁၂နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်၁၀နာရီခွဲချိန်တိုင်းထွားချက်တွေရမင်းလာပင်လယ်ော်အရှိတောင်ပိုင်းမှာလိပိအာနဲ့ရောင်း low pressure area တက်ကိုဖြစ်ပေါ်နေပါတယ်အဆိုပါလိပိအာနဲ့ရောင်းကတော့အနောက်အနောက်ဘက်ကိုရွေ့ရှားနိုင်ပြီးတော့နောက်၂၄နာရီအတွင်းမှာပုံမအားကောင်းမယ်လို့ခန့်မှန်းထားပါတယ်ဝင်ဝတာနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာန WWF မော်ရယ်ရဲ့23ရက်ဆယ်လာ2025ရဲ့နေမြမစံတော်ချင်း 6နိုင်ခွဲချိန်ကိုအခြေခံတွက်ထုတ်ထားတဲ့24ရက်စီလာ2025ကနေ26ရက်စီလာ2025ရက်နေ့ထိမွေးရွာသွန်းနိုင်မှုခံမှန်းပုံတွေကိုလည်းဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့24ရက်နေ့အတွက်မွေးလို့သားအခြေအနေကခံမှန်းချက်ကိုဖော်ပြပေးကြပါတယ်။လေကြောင်းမွေးလို့သားဦးဝေဖြူဟန်ကတော့24ရက်စီလာ2025ရက်နေ့မနက်9:45မိနစ်အချိန်မှာကုလို့ထုတ်ပြန်လာပါတယ်။ ဝိုးတိုက်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တရဲနာရီတိုင်းဒေသကြီးတောင်ပိုင်းမှာတိမ်ထူတက်စွာဖြစ်ထွန်းပြီးတော့ကျန်ပြည်လုံးမှာတိမ်အထက်တက်လောက်သာဖြစ်ထွန်းပါတယ်။တိုင်းနယ်ပြည်နယ်ဆက်လီနေရာအတွက်မနက်ဖြန်မနက်စင်နာရီထိမိုးရွာသွန်းနိုင်မှုခန့်မှန်းကြမှာတော့ကချင်ပြည်နယ်အထက်ပိုင်းမှာနေရာစိစိအောက်ပိုင်းမှာတော့နေရာကွက်ကြမှုနဲ့ငယ်ရွာသွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးအတွက်အထက်ပိုင်းနဲ့အလဲပိုင်းမှာနေရာကျဲကျဲမှုနဲ့ငယ်ရွာသွန်းပါမယ်။အောက်ပိုင်းမှာတော့မိုးပွဲလေးအနည်းငယ်သာရွာသွန်းပါမယ်။ချင်းပြည်နယ်မှာတော့နေရာကျဲကျဲမှုနဲ့ငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းမှာတော့တိမ်အထက်တက်ဖြစ်ထွန်းပြီးတော့နေရာကွက်ကြမှုနဲ့ငယ်လောက်သာရွာသွန်းပါမယ်။နေ းပြီးတော့မှတော့တိမ်အစ်စ်တဲ့ဖြစ်တော့ကနေရာကွက်ကြမိုးနှင်ငယ်ရွာသွားပါမယ်။မကွေးတိုင်းအထက်ပိုင်းမှာတော့နေရာကွက်ကြမိုးနှင်ငယ်ရွာသွားပြီးတော့အောက်ပိုင်းမှာတော့တိမ်အစ်စ်တဲ့ဖြစ်တော့ပါတယ်။ရှမ်းပြည်နယ်မှာတော့မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတိမ်အစ်စ်တဲ့ဖြစ်တော့ပြီးတော့တောင်ပိုင်းမှာတော့နေရာကွက်ကြမိုးပွဲလေအနေငယ်ရွာသွားပါတယ်။ရခိုင်ပြည်နယ်မှာတော့တိမ်အစ်စ်တဲ့ဖြစ်တော့ကနေရာကွက်ကြမိုးပွဲအနေငယ်ရွာသွားပါမယ်။အေရာရီတိုင်းမှာတော့နေရာကွက်ကြမိုးနှင်ငယ်ရွာသွားပါမယ်။ရောင်းတိုင်းမှာတော့တိမ်အစ်စ်တဲ့ဖြစ်တော့ကနေရာကွက်ကြမိုးပွဲလေအနေငယ်ရွာသွားပါတယ်။ဘိုးတိုင်းဒေသကြီးမှာတော့အနောက်ပိုင်းမှာနေရာကွက်ကြမိုးနှင်ငယ်ရွာသွား ပြီးတော့ကြံ့နေရာတွေမှာတော့တိမ်သင်းတဲ့လောက်သာဖြစ်တော့မှာပဲ။ကြားပြည်နယ်မှာတော့တိမ်သင်းတဲ့လောက်သာဖြစ်တော့မှာပဲ။မိုးပြည်နယ်အတွက်ကတော့တိမ်သင်းတဲ့လောက်သာဖြစ်တော့မှာပဲ။ကရင်ပြည်နယ်မှာတော့တိမ်အတင်းတင်းလောက်သာဖြစ်တော့မှာမယ်။တရင်းနိုင်တိုင်းမှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာတော့မှာမယ်။မုံတိုင်းပြပေါ်နိုင်မှုအခြေအနေဟာဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေထုမငြိမ်သက်မှုတစ်ခုဖြစ်ပေါ်ပြီးတဲ့နောက်၂၄နာရီအတွင်းလေဖိအားနဲ့ရောင်းတစ်ခုဖြစ်ပေါ်ရောက်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွင်းခမန်းချက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် ERA တိုင်းပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးတွေမှာနေရာကျကျမိုးဆက်လဲရွာသွားမှာရှင်။